巴掌碾压哪里？ เนาะဒါကြောင့်မို့လို့ဘယ်အမျိုးသားကမှမြန်တာကိုမကြိုက်ဘူးเนาะဒီအတွက်ကြောင့်မို့လို့ကိုကဒီလိုမြန်ခြင်းကိုကိုကဖြစ်နေတယ်เนาะဖြစ်နေတယ်ဆိုလို့ရှိရင်ဆရာမတို့နံပါတ်1တစ်ချက်ကိုအေးဝဝအေးလာအရင်ဆုံးစဉ်းစားပါနံပါတ်2ကိုဟာအရက်ပီယာဆက်လိတ်ဒါမျိုးကိုအလွန်ကျွန်းမှီအင်သုံးဆွဲနေတဲ့သူတယောက်လားပေါ့เนาะနံပါတ်3ကကြတော့အစားအစာပုံမှန်မစားတဲ့သူတယောက်လားเนาะဒီလိုမျိုးတွေကိုကစဉ်းစားရမယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဆရာမတို့မြန်ခြင်းအရဆိုရင်ဆရာမတို့ဟော်မုန်းတွေပေါ့เนาะဟော်မုန်းတွေမညီမမျှဖြစ်တဲ့ ်ဒေသလေပတ်မှုစီစဉ်မှုအားမကောင်းတော့ဘူးဆိုလို့ရှိရင်လည်းမြန်နေအောင်ပါပဲเนาะဒီတော့ကြောင့်မလို့ဒီလိုမြန်ချင်းဖြစ်ပေါ်တာကိုကွာသွားပြီးတော့လိန်တဲ့အရာမျိုးတွေသပွဲလိုလိုအရာမျိုးတွေမှီဝဲလေးတောက်လျှောက်ကြီးပုံမြန်နေအောင်ပါပဲတိလားကိုလိုပို့ပို့ပြီးတော့စိုးတဲ့စိုးလာပို့ပဲရှိတယ်เนาะသူကအစပိုင်းမှာတော့ကောင်းတယ်လို့လို့ねနောက်ပိုင်းကျရင်ပို့ပို့ပြီးစိုးလာလိမ့်မယ်เนาะဒီလိုမျိုးမကုသပါနဲ့ဆရာမအမြဲပြောပြောနေတယ်တဖြည်းဖြည်းချင်းကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အတောက်တွေကိုအရင်ဖယ်ရှားမယ်ပြီးတော့လို့ရှိရင်ဆရာမတို့ဒီခန္ဓာကိုယ်မှာလိုအပ်တဲ့စမ်းဆောင်ရည် အားတွေပြန်ပြီးမြင့်တင်ပြီးတော့မှဟော်မုန်းကိုညီမျှအောင်လုပ်လိုက်မယ်ဆိုရင်ဆင်မတို့အတွန်းအားတွေလည်းတန်မာလာလိမ့်မယ်ပြီးရင်ဆင်မတို့ဒီသွေးသားလည်ပတ်မှုစစ်စစ်မှုအားကောင်းလာလိမ့်မယ်အတိကကအမျိုးသားတွေမှာသွေးသားလည်ပတ်မှုစစ်စစ်မှုအားကောင်းမှဆင်မတို့ဒီလိန်တန်ထိတ်ထိတ်ကိုရောက်ပြီးတော့မှဆင်မတို့ဒီညံချင်းနေပြီးရင်ထောင်မတ်မှုတွေကအဆင်ပြေလာမှာเนาะဒီတော့ကြောင့်မလို့ကိုကဒီလိုမျိုးပေါ့เนาะဒီတပွဲတို့ဆိုတဲ့ຢာတွေကိုမိဝဲပြီးတော့စိုးကျအဖြစ်ခံမလား ခန္ဓာကိုယ်မှာတနစ်တာပုံမှန်လေးကိုပေါ့နော်ရေရှည်စမ်းမာကြီးလည်းကောင်းရမယ်အိမ်တော်ကြီးဒုက္ခလည်းပြေဝခံစားရစေတယ်ပြီးတော့ရင်ကိုကစိတ်သွားတိုင်းကိုပါတယ်ပြီးခန္ဓာခန္ဓာကိုယ်ဆွမ်းဆောင်ရအောင်လည်းနှစ်ဆမြင့်တင်ပေးတယ်ဆရာမအမြဲပြောပြောနေတဲ့ဖြစ်ဆက်စာလေးကိုတညာတလုံးပုံမှန်မှီဝဲလိုက်မယ်ဆိုလို့ရှိရင်အကိုတို့အတွက်ပို့ပြီးတော့အဆင်ပြေတယ်ဒီဖြစ်ဆက်စာလေးကကြတော့အကိုတို့ဒီပေါ့ဒီဘယ်လိုလဲဆိုတော့အစိုးကျလုံးဝမရှိဘူးအကိုတို့မှာ ဒီစီဂျိုသွေးတို့နှလုံးကြောက်ကဒီလိုယောဂအခန်းကြီးရှိနေရင်တော့မှမှီငွဲလို့ရတယ်เนาะဒီအတွက်ကြောင့်မလို့စိုးကျိုးကင်းတဲ့အတွက်ဆရာမဒီအကိုတို့လက်ထေကိုထည့်ပေးရခြင်းဖြစ်တယ်လိုချင်တဲ့လိုအပ်တဲ့သူတွေကဆရာမဒီထိုင်းစင်ကာပူမလေးပြီးသွားလို့ရှိရင်မြန်မာနိုင်ငံမြို့နယ်ဆုံးဆင်မပို့ဆောင်ပေးတယ်။တခခုသိကျင်တာလေးရှိရင်လည်း comment အောက်မှာမဲခဲ့ပေးလို့ရတယ်။ဖုန်းဆက်ပြီးတော့ဒေးစိတ်တိုင်းပြီးဆွေးနွေးလို့ရတယ်။ beauty by သူစားဆိုတဲ့ page လေးမှာဒေးစိတ်ဆွေးနွေးတိုင်းပြီးလို့ရပါတယ်။ဆင်မောက်ပိုင်ဖားနေလာပြီးတော့လည်းဒေးစိတ်ဆွေးနွေးတိုင်းပြီးလို့ရပါတယ်နော်။အားလုံးပဲအဆင်ပြေကြပါစေရှင်။ ညံနာကိုမကြိုက်တဲ့အမျိုးသားတွေရှိလားရှိရဆိုရင်ဆီယမ်မရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပြီးအဓိကကညံချင်းကဘာကြောင့်ဖြစ်ပေါ်လဲဆိုတာဆီယမ်မအရင်ရှင်းပြမယ် ညနေဆိုတာကဆီယမတို့ဟော်မုန်းချောင်လေးဖြစ်နိုင်တယ်เนาะနမနစ်တစ်ချက်ကကြတော့ဆီယမတို့အတောက်စားပေါ့เนาะအတောက်စားဆိုတဲ့အတင်းမှာဆီယမတို့အရက်ပီရာဆက်လေးဒါအလွန်ကျွန်တောက်နေနေနေမြန်ကိုမြန်နေเนาะနောက်တစ်ခွကျတော့ယောဂအခန်းကြီးယောဂအခန်းကြီးရှိနေနေမြန်ကိုမြန်နေเนาะအဲ့တကြောင့်မလို့ပြီးတော့နောက်တစ်ခွကျတော့ဆီယမတို့စိတ်ဖိစီးမှုစိတ်ဖိစီးမှုများနေနေမြန်ကိုမြန်နေเนาะအဲ့တော့ကိုက ဒီစိတ်ကိုအရင်ဆုံးဒီမြန်ခြင်းပေါ့နော်ဆဆွားတော့ဆရာမပြောသွားတာကကြတော့ဘာကြောင့်မြန်တဲ့အကြောင်းရင်ပြီးတော့ရင်အခုကကြတော့မြန်ခြင်းကိုကိုကတတ်တာခြင်းနေဆိုလို့ရှိရင်အသက်နိုင်ဆုံးစိတ်ကိုပြောအောင်ထားမယ်အေးဝဝအိတ်မယ်နော်ပြီးတော့လို့ရှိရင်ဆရာမတို့ဒီညာဘက်ဆိုလို့ရှိရင်ညာအိမ်ရောင်ဝေခံနေတိုင်းခန္ဓာကိုယ်မှာဖြည့်ဆွတ်စာလိုအပ်တယ်အဲ့ဒီတကြောင်မှုဖြည့်ဆွတ်စာလေးဂျူလီယံမီးကိုတညတလုံးပုံမှန်တော့ เนาะတကယ်ကိုမယ်ဒီတလအတွင်းမှာထူးခြားလာလိမ့်မယ်เนาะတကယ်ပဲမြန်ချင်းကိုကင်းဝေးခြင်းနဲ့စူးကျူးလက်ကင်းခြင်းနဲ့ဆိုရင်ဂျူလီယမ်ကိုမိဝဲပါအသက်16နှစ်ကနေအသက်80ထိ မိဝဲလို့ရပါတယ်။နော်စူးကျူးလုံးဝမရှိပါဘူး။အသေးစိတ်ကိုဆီယမနဲ့လာပြီးတိုင်ပင်ဆွေးနွေးလို့ရတယ်။ဆီယမရဲ့ဘဲကိုလိုင်းရမလဲမမင်းနဲ့ဖုန်းဆက်လို့ရတယ်။ Viber ဒါမှမဟုတ်ဆီယမရဲ့ Beauty by Tusa ဆိုတဲ့ page လေးမှာအသေးစိတ်ဆွေးနွေးတိုင်ပင်လို့ရပါတယ်နော်။အဲ့တော့ကိုလို့ကိုဆီယမဒီအကုန်လုံးချထားပြီးပြီးသား။ဆီယမရဲ့ profile အောက်မှာဆီယမရဲ့ phone number လေးတင်ထားပြီးပြီးသား။အကုန်လုံးဆက်သွယ်ပြီးတော့မှိုင်းလို့ရတယ်နော်။အဲ့တော့အကုန်လုံးမှာဖြစ်ပျက်နေတဲ့ရောဂါလေးတွေရှိတယ်ဆိုလို့ရှိရင်လည်း comment အောက်မှာမှတ်ခဲ့ပြီးလို့ရတယ်နော်။အားလုံးပဲအဆင်ပြေကြပါစေရှင်။